သတိဝေကိလောကေတဏ္ဍေတဝါသော လောက၌အကပုဂ္ဂလမြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူပါれဗျာအရှင်ဘုရားကတော့လောကမှာမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါれအတ္တိတအနာဂတပိစ္ဆုတ်ပန္နဥပါဒာယနတ္တိဧသောညေယဓမ္မောယောဝဉာဏမူခေအာပါဒနာကိသတိဘုရားရှင်တို့ဆိုတာအတိတ်ဖြစ်ခဲ့ပြီးတာတွေအတိတ်ဆိုတာဘာလဲလဲ ဖြစ်ခဲ့ပြီးဓာရီပစ္စုပန်ဖြစ်စေပစ္စုပန်ဆိုတာဘာတဲ့လဲအနာဂတ်ဖြစ်လာမဲ့အကြောင်းတရားတွေကိုဖရာရှင်တို့ရဲ့ဉာဏ်တော်မှာမထင်ဘူးဆိုတာမရှိပါဘူးများစွာဖရာဧတေသမမသူပိနန္နနိဗ္ဗတင်ကတိဒဘဂဝါဘဂဝါဘုန်းတော်ကြည်တော်မူသောများစွာဖရာမမဖရာတပည့်တော်ရဲ့ဧတေသသူပိနန္နဟောတိအိမ်မဲတို့ရဲ့ နိဗ္ဗာန်တိအကျိုးတရားကိုတတိတာဟောတော်မူပါကုန်ဖရာလိုအဝေါ်စားကောင်းစွာမသွေရွှင်တော်ကြအောင်လျောက်ထားလိုက်ပါပေတော့တတိမြတ်စွာဘုရားဘုရားဆိုတာအတိတ်နာဂပစ္စုပန်ကာလသုံးပါးလုံးကိုတပ္ပညုတဉာဏ်ဖြင့်မသိဘူးဆိုတာမရှိဘူး ဒါကြောင့်မလို့တပည့်တော်ရဲ့အိမ်မက်တွေကိုရှင်ဘုရားအကျိုးဖြစ်ပြီးပြောပါအောင်များစွာဘုရားလို့ကောသလမင်းတရားကဘုရားရှင်ကိုတော်မြတ်ကိုလျောက်ထားတော်မှာဘုရားရှင်ကိုတော်မြတ်ကဧဝမေတ္တမဟာရသမြတ်သောမင်းကြီးသင်ဆိုတဲ့အတိုင်းမှန်ပါတယ်။သာဓေဝကေလောကေနတ်နဲ့တဘွားသောလောက၌မယံငါဘုရားကိုတပိတဝါထား၍အင်ညောတယောက်သောသူသည်ဧတိတံသူပိနန္နအဲ့ဒီအိမ်မက်တို့ရဲ့ နိဗ္ဗာန်တည်းဝအချိုးကို၎င်းအန္တရာဝဖြစ်ခြင်းကို၎င်းသာဏိတုံတည်ခြင်းကသမထောနာမှာစွမ်းနိုင်သော သူမည်သည်နတ်တိမရှိဘူး။ငါဖုရားကလွဲပြီးတော့ဟောဒီအိမ်မက်တွေကို အမှန်အတိုင်းပြောနိုင်မဲ့ပုဂ္ဂိုလ်ဆိုတာဟောဒီလောကထဲမှာမြင်းကြီးလိုက်ရှာမတွေ့နိုင်ဘူး။အဟံတေကတိတာမိမာသာသမြတ်သောမြင်းကြီးအံငါဖုရားခြင်း ကိုရမြတ်ကြီးဒီတေတင်မင်းကြီးကကတိသံပြီးဟောမယ်သာဓုပန္ဒီကောင်းပါပြီမြတ်စွာဘုရားကဲမင်းအိမ်မဲ့ပြောတဲ့မြတ်စွာဘုရားမင်းအိမ်မဲ့ပြောဆိုတဲ့အခါကျတော့ကောသလံမင်းတရားကအဟံပါနေဧဝံတဝသုပိနံဧဝံအတ္တသာသတ္တရောအင်စနဝေါနံသတ္တရောအင်စနဝေါနံ စတတော့၄ခေါင်ပုံတော့အင်စနဝန္တာမျက်စင်းညောအစင်းနဲ့တူကုန်တော့ကာလဥဒဘာနနဲ့ဥဒဘာတို့သည်ရုပ်စိတ်သာမတိခွေအံဟူ၍ခွေအံဟူ၍ဇတုဟိဒီသာဟိရာဇင်ကနံအရာလေးမျက်နာကနေပြီးတော့မင်းရင်မြင်းတို့အာကံတဝံလာ၍ဥဒဘာယုတ်တံ ွဲ့အံ့သောအခြင်းအရာကိုပဋိသမာတိပြကြပါတယ်မြတ်စွာဘုရားဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားပရမအုဆုံးမြင်မဲ့တဲ့အိမ်မက်ကတော့မြက်စင်းညိုရောက်ဆင်းရှိတော့အယောင်အားဖြင့်နွားကြီးလေးကောင်ဟာမြက်စင်းညိုအညိုရောက်အနဲ့ရောက်ပေါ့အညိုထဲမှာအနဲ့ဖောက်ထားတာအဲ့ဒီမြက်စင်းညိုရောက်ဆင်းတဲ့တူတော့နနဲ့ကြီးလေးကောင်တို့ဟာ အရက်လေးမျက်နာကနေပြီးတော့အရက်တစ်မျက်နာကိုတကောင်းဒီတကောင်းဒီထွက်လာပြီးတော့ဘယ်ကိုရောက်လာကြတုံးဆိုလို့ရှိရင်မင်းရဲ့ရင်ပြင်မှာလာပြီးတော့စုရတယ်တဲ့အဲဒီတော့လူတွေကလည်းပဲဘာလို့ကြဒုံးလို့ဆိုတဲ့အခါကျတော့ဟာနွားလေးကောင်ခွေ့လိမ့်မယ်နွားလေးကောင်ခွေ့လိမ့်မယ်လာတို့သွားကြည့်ပြန်ဆိုဆိုပြီးတော့လူအုပ်ကြီးကလည်းပဲအရက်လေးမျက်နာကနေပြိုပြီးတော့ဆင်းလာတယ်တဲ့ရုပ်စိမ့်တဝါဝပဋိက္ကဏံ ရုပ်စိတ်တဝါဝအယုတ်စိတ်တဝါဝအဲ့ဒီလိုနွားနဲ့လေးကောင်းဟာအနာရောက်တော့မှအယုတ်စိတ်တဝါဝမဝိမှု၏ဝါမဖွေကြပဲပက္ကံတံဖဲသွားကြပါတယ်မြတ်စွာဘုရားဣမံပထမသုပိနအတ္တသာအတ္တပထမအိမ်မဲ့ပါပဲမြတ်စွာဘုရားဣမသာကောဝိမာကောအဲ့ဒီအိမ်မဲ့ရဲ့ဂျိုတရားဟာဘယ်လိုပါလဲလို့ အဝဇာကောင်းစွာမတွေ့လျောက်ထားလိုက်ပါမေတော်သတည်းဆိုလိုက်ပါနွားနဲ့လေးကဝိမိသာတိန်ရှောင်ထွက်ပြေးတာနွားနဲ့လေးကောင် ဝိမိသာတိန်ဆောင်ထွက်ပြေးတာနွားနဲ့လေးကောင်ဝိမိသာတိန်ဆောင်ထွက်ပြေးတာဆိုလိုက်ပါ ဒီသာရင်နွားနဲ့ဘယ်နှကောင်းနဲ့အရာလေးမျက်နှာကနေပြီးတော့ဖွဲ့မယ်လို့လာပြီးတော့မှမဖွဲ့ကြပဲနဲ့ပြန်ပြီးတော့ထွက်ပြေးသွားကြပါတယ်မြတ်စွာဘုရားဣမသာကောဝိပါကောအဲ့ဒီအိမ်မဲ့ရဲ့အကျိုးဟာပါပါလဲမြတ်စွာဘုရားဒီတော့မှဘုရားရှင်ကိုတော်မြတ်ကမဟာရာဇာဣမသာဝိပါကောနေဝတာဝနမမကာလီဘဝိတတိ မာရဇမြတ်သောမိနီဣမတဟောတိအိမ်မဲ့ရဲ့ဝိပါကောအကျိုးတရားသည်နေဝတာဝသင်မင်းကြီးရဲ့လက်ထက်၌လည်းမဖြစ်နိုင်မမငါဖရာရဲ့ကာလီလက်ထက်တော်မှာလည်းပဲနဘဝိတ္တိမဖြစ်လက်တဝါမဖြစ်နိုင်သေးဘူးလို့ဘေဂဝါဘုရောကျောင်းစုအောင်းလန်သူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်က အဝေါ်စားကောင်းစွာမဲ့သိမိန်ကြတော်မူလိုက်ပါပေသတည်းပရိသတ်ကြီးအိမ်မက်ရဲ့အချိုးကိုမြတ်စွာဘုရားကအိမ်မက်ရဲ့အကျိုးပြည့်ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်မဟောခြင်းမှာရှေ့မှာဗာမိန်တော်မူလိုက်တော့ဆိုတော့ နေဝတာဝနမမကာလေဘဝိတတိဒီအိမ်မဲရဲ့အကျိုးကိုမဟောခင်မှာဒီအိမ်မဲဟာတဲ့တင်မင်းကြီးရဲ့လက်ထက်မှာလည်းမဖြစ်သေးဘူးတဲ့ငါဖရားရဲ့လက်ထက်မှာလည်းမဖြစ်နိုင်သေးဘူးတဲ့အဲ့ဒါဆိုကြည့်ပါသာသနာတော်နှစ်ထောင်ကျော် နောင်တော်ရောက်သောခါသာသနာတော်နှထောင်ကျော်နောင်တော်ရောက်သောခါသို့မင်းလက်ထက်သင်အိမ်မဲမပြဲပေါ်ထွက်မှသာသနာတော်နှထောင်ကျော် နောင်တော်ရောက်သောခါသုမေလက်ထဲတဲ့အိမ်မဲမပြဲပေါ်ထွက်မှာကဲတစ်ခေါက်ဆိုကြည့်စမ်းသာသနာတော် ေသာရေသာသနာတော်ဘလောက်ကြော်ရင်လဲလဲသာသနာတော်2000ကြောနောင်သောရောက်သောအခါထိုမင်းလက်ထက်သိအိမ်မဲမပြတ်ပေါ်ထွက်မှာမင်းကြီးဘာမှမကြောက်ပါနဲ့ဒီအိမ်မဲဟာမှန်ရင်လည်းပဲအခုမှမှန်သေးဘူးတဲ့မဟာရာဇာဣမန္တဝိပါကောနေဝတဝနမမကလေးဘဝေတတိငါမရလက်ထက်လည်းမဖြစ်ဘူးတဲ့ သင်မင်းကြီးရဲ့လက်ထက်မှာလည်းမဖြစ်ဘူးတဲ့အနာဂတိပဏဓမိကာနံကပနာရာဇုနံအနာဂတိပလနောင်သောအခါကာလ၌ကအဓမိကာနံတရားမစောင့်မုံသောကပနာရာဇုနံမင်းစင်ရဲ့တို့ဤ၎င်းဝါကျွေးထူသော ရှင်မင်းတို့ဤ၎င်းအဓမိကာနံတရားမစောင့်သောမင်းလက်ချက် จิตใจบ่ไม่ส่องเน่มิ้นနောက်တကံပါဠိတော်မှာပြရတဲ့ကပနာရာဇာနာအကျွေးထူတဲ့ရှင်မင်းနဲ့ဘာဖြစ်တဲ့ရှင်မင်းနဲ့အဲ့ဒီမင်းနေလက်ထက်မှာဟောဒီအိမ်မက်ကကွတိမှန်လိုက်မယ်တဲ့အဲ့တော့ဒီနေရာမှာအဓမ္မိကာနံတရားမဆောင်နဲ့မင်းနဲ့ဆိုတော့ တရားမစောင့်နဲ့မင်းဆိုတော့ဘယ်မင်းဟာတရားစောင့်နဲ့မစောင့်ဘူးဆိုတာဘသူသိမလဲဘယ်ရင်သားကြီးမသိဘူးအဲ့တော့ဘုန်းကြီးတို့စာပေများမှရှိတယ်မင်းဆိုတာလဲမင်းကျင့်ဝတ်ရှိရတယ်မင်းဆိုတာဘာကျင့်ဝတ်လူဆိုရင်လဲရှင်ဆိုရင်လဲယဟန်ဆိုရင်လဲယဟန်တို့မြည်ဒီမှာယဟန်ကျင့်ဝတ်ကိုကျင့်မှဘာလို့ခေါ် ယဟန်ကိုခေါ်တယ်ဟုတ်တယ်မဟုတ်လားသင်္ဃပါတော်နဲ့ယဟန်ခေါ်မလားယဟန်တို့ရဲ့ကျင့်ဝတ်ကိုကျင့်မှဘာလို့ခေါ်လဲယဟန်ရှင်တို့ရဲ့ကျင့်ဝတ်ကိုကျင့်မှရှင်လူတို့ရဲ့ကျင့်ဝတ်ကိုကျင့်မှလူလို့ပြောတယ်မိဘကျင့်ဝတ်သာသမီကျင့်ဝတ်ဆရာကျင့်ဝတ်ရှင်ကျင့်ဝတ်မရှိဘူးလား သူနီတူစွာမဲ့ရာဇဓမ္မလို့ခေါ်တဲ့မင်းတို့မြည်ဒီမှလည်းတိုင်းပြည်ကိုအုပ်ချုပ်လို့မင်းလုပ်ပြီဆိုရင်တိုင်းပြည်အုပ်ချုပ်လို့မင်းလုပ်ပြီဆိုရင်မင်းကျင့်တရားနဲ့ညီအောင်ကျင့်မှမင်းနဲ့ဗာနဲ့ညီအောင်ကျင့်မှမင်းလို့ခေါ်ကိုင်းတယ်နေလို့ရှိရင်မင်းကျင့်တရားဗန္ဓမရှိတုံးလို့ဆိုတော့ပရိသတ်ရဲ့ဒါနံသီလံပရိစာကအစ္စဝမတဝံတပံ အကောဓာအဝိဟိသင်္ဆာခန္ဓိဇအဝိရောဒနံမင်းတို့မိဒီမာတဲ့တစ်အလှပေးရမယ်ဘာလို့ရမယ်တဲ့လဲဒါနံလှပေးရခြင်းဒီ၎င်းသီလ၅ပါးသီလနဲ့ပြည့်စုံရခြင်းဒီ၎င်းတိုင်းဒီအုပ်ချုပ်မင်းလှုပ်ပြီဆိုရင်တစ်အလှပေးရမယ်နှစ်ကိုချင်းတရားကောင်းအောင်နေရမယ် နမသုပရိစ္ဆာကံအမှုဒန်းတို့အားလာစရိတ်ခါပေးရမယ်။နောက်တခါနမလေးဣဇဝံယိုသားဖြောက်မှရမယ်။မင်းဆိုတာမလိန်ရဘူးမကောက်ရဘူးမညစ်ရဘူးယိုသားဖြောက်မှရမယ်တဲ့။မတ္တဝံသားရာနူးညံ့သွားပြောဆိုတတ်ရမယ်။မင်းတို့ရဲ့နှုတ်ပြားကထွက်လာတဲ့ဇကားကသာယာရမယ်နူးညံ့ရမယ်တဲ့ တပံချင်းသီလတို့ကို ချိုးချံစွာစောင့်သုံးရခြင်း၎င်းဤသတ္တရေမင်းချင်းတရားတွေကိုဘုရားရှင်ကိုတော်မြတ်ကဒီမှာပြောနေတယ်အကောရံစအမြင့်မထွက်ရခြင်းဒီ၎င်းဝါဒေါသမကြည့်ရခြင်းဒီ၎င်းအဝိဟိတအတိုင်းသူပြည်သားတို့ကို မနှိပ်စက်ခြင်းရခြင်းဒီ၎င်းခန္တီဇာတိခံရခြင်းဒီ၎င်း အဝိရောဒနံတိုင်းသူပြည်သားတို့ရဲ့သဘောထားနဲ့မဆန့်ကျင်အခြင်းဒီ၎င်းဤဒီဤသောကဓာတရာဇဓမ္မေမင်းကျင်တရား၁၀ပါးဟု၍ဘဂဝါဘုရားရှင်ကိုရောင်မြတ်ကဝေါစွာကောင်းစွာမသွေဟောကြားတော်မူလိုက်ပါပေသတည်း တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖို့လို့မလွယ်ဘူးပြည်သားကြီးတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်ကမင်းကျင်တရား၁၀ပါးနဲ့ညီမအဲ့ဒီပုဂ္ဂိုလ်ဓမ္မိကပါသမင်းကောင်းမင်းမြတ်လို့ခေါ်မင်းကျင်တရား၁၀ပါးနဲ့မညီဘူးဆိုရင်အဲ့ဒီဘယင်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကိုအဓမ္မိကရာဇုံံအဓမ္မိကရာဇန်ံဘုရားရှင်ကိုယ်တော်မြတ်ကဒီမှာမဟာသုဘိနဇတ်တော်မှာအထင်ရှားပြောလာတယ် အဲ့တော့မင်းကျင့်တရားနဲ့မညီဘူးဆိုတာဘယ်မင်းမျိုးလဲဒါတို့ပရိသတ်ကဘုရားကိုဒီမှာမင်းကျင့်တရားနဲ့လိုက်ပြီးတော့ကြည်နံပါတ်1အလှမပေးဘူးသီလမဆောက်တည်ဘူးအမှုဒါနကို လာသာရိတ်ခါတွေမပေးဘူးယောသားပြောင်းဝခြင်းမရှိဘူးနှူးညံ့ညံ့မပြောဆိုတတ်ဘူးအဝိရောဒနာပြည်သူတို့ရဲ့သဘောထားနဲ့မဆန့်ကျင်ရဘူးတဲ့ဘာနဲ့မဆန့်ကျင်ရဘူးတဲ့ပြည်သူသဘောထားကဘာရှိလဲ ဟောမသိဘူးသွားပြီပြည်သူတို့ရဲ့သဘောထားနဲ့ဗါတယ်လေမဆန့်ကျင်ရဘူးဗါတယ်လေမဆန့်ကျင်ရဘူးဒီဒါလေးပဲကိုကဘုမအဲ့ဒါလေးပဲကိုကဘုမတော်ပြီပြည်သူသဘောထားဗါလဲအဲ့ဒါပြည်သူတို့သဘောထားကဗါလဲမဆန့်ကျင်ရဘူးတဲ့မင်းကျင်တရား၁၀ပါးထဲမှာနောက်ဆုံးအချက်အေးတိုင်မင်းကျင်တရား၁၀ပါးထဲမှာဗါတယ်လေနောက်ဆုံးအချက်တဲ့အဲ့ဒါပဲ တပဏရာဇုတံဘယင်ဆိုတာပြေတတ်တယ်ကျွေးတင်ရမယ်ဘယင်ဆိုတာဗါတဲ့လေကျွေးတင်နေတဲ့ရှင်မင်းရမဖြစ်ရဘူးတဲ့ဒီအိမ်မက်ဟာကျွေးကင်းနေတဲ့သင်မင်းကြီးရဲ့လက်ထက်မှာလဲမဖြစ်ဘူးနောက်ဗါစေပြောတယ်လေအာဓမီကာနင်းသာမနုဿာနံကာလီလောကေပရိဝတ္တမာနေဘုရားကဆက်ပြောတယ် အာဓမိကနာတရားမဆောင်ကုန်သောလူတို့ဤ၎င်းကာလီလက်ထက်မှာမနုဿနာလူတို့သည်လောကီလောက၌ဝိပရိဝတ္တမာနီပြောင်းမြန်ဖြစ်ကုန်သည်ရှိတော်တဲ့လာပြီများစွာဘုရားကမင်းနေမကဘူးပြည်သူတက်ပါဟောသွားတာအဲ့ဒီလိုအချိန်ခါမျိုးမှာဘာတွေဖြစ်လာမလဲတဲ့လူတွေပြောင်းမြန်ဖြစ်လာတယ်တဲ့လူတွေဘာဖြစ်လာတယ်တဲ့လဲ မနုဿာဟံလူတို့သည် လောကီလောက၌ဝိပရိဝတ္တမာနေဖောက်လွဲဖောက်ပြန်ဖြစ်ကုန်သည်ရှိသောလူတွေလည်းပေါက်ပြီးပေါက်ရှာတွေဖောက်လွဲဖောက်ပြန်နေဖြစ်ကုန်နေတယ်အတ္တမိကာနာ မနုဿာနာလာပြီးတတ်ပါဗျာလားအတ္တမိကာနာမနုဿာနာလူတွေဖောက်လွဲဖောက်ပြန်ဖြစ်တဲ့လူတွေတရားမစောင့်တော့တဲ့ခစ်တယ် ကဲလူတွေတရားမစောင့်တော့ဘူးဆိုလို့ရှိရင် လူတရားဟာဘယ်နှပါးရှိတုံးလို့ဆိုတဲ့အခါကျတော့ဘုရားတိုက်ဒီမှာလဲပဲလူတို့ရဲ့ကုသိုလ်ကာမပဋ္ဌာတရား၁၀ပါးကိုဘုရားကဒီမှာပြလူလဲ၁၀ပါးရှိတယ်လူဘယ်နှပါးလဲမင်းတရား၁၀ပါးရှိလို့လူတရားဘယ်နှပါးရှိတယ်အဲ့ဒီမင်းကျင့်တရား၁၀ပါးနဲ့မညီတော့မင်းတို့ရဲ့ခက်တစ်ချက်မှတ်တယ် လူတို့ရဲ့လူจิตတရား7ပါးနဲ့မညီတော့ခစ်မှာဒီအိမ်မဲ့အလုံးမှန်ပဲအဲ့ဒါပဲခစ်ဆိုတာကတော့ဘုရားကတွက်ဖို့လို့ဘုန်းကြီးတို့ကပြောနေတယ်အဲ့တော့ဒီမှာလူတို့ရဲ့ကုသိုလ်ကာမပဋ္ဌာန်းတရား7ပါးပါလေတဲ့လူဆိုတာတစ်သူများတဲ့မတတ်ရဘူးတဲ့သူပြည့်စုံမခိုးရဘူးတဲ့သူသားမယားမစော်ကားရဘူးတဲ့လိမ်မပြောရဘူးတဲ့ဂုံးမတတ်ရဘူးတဲ့ကြံ့ကြံ့တန်တန်စကားတွေမပြောရဘူးတိမ်ပြင်းတဲ့စကားတွေမပြောရဘူး အဘိဓာဗျာမာရမိစ္ဆာဒိဋ္ဌိသူတော်ဘာတိုးတက်တာစီးပွားချမ်းသာတာကိုမနာလို့မရှုသိမဖြစ်ရဘူးသူတော်ဘာစီးပွားပျက်စီးရပျက်စီးကြောင်းကိုမကြံစီရဘူးမိစ္ဆာဒိဋ္ဌိမှားသောအယူမယူရဘူးကဲသူများတတိတတ်နေတဲ့ခေသူပစ္စည်းခိုးနေတဲ့သူသားမယားစော်ကားနေတဲ့လိမ်ပြောနေတဲ့ဆဲနေတဲ့တဏ္ဍနနာစကားတွေပြောနေတယ်သူတော်ဘာစီးပွားပျက်စီးရပျက်စီးကြောင်းကိုတဏီမဟုတ်တဏီနဲ့ကြံစီနေတယ် အေးမိစ္ဆာဒိဋ္ဌိအယူတွေယူနေတဲ့ခက်ဟာအတ္တမိကမနုဿန္တအဲ့ဒါလူတွေတရားမဆောင်တဲ့ခက်နောက်တစ်ခုဒါနသီလဘာဝနာပသယဝေယဝဆပဋိဒါနပတ္တနုမောဒဓမ္မကမနာဓမ္မဒေသနာပုံညကရိယာဝတ္ထု၁၀ပါးအလူပေးရမယ်သတင်းသီလဆောက်တည်ရမယ်တရားဘာဝနာအားထုတ်ရမယ်တကြည်မိပါတွေကိုယုံသေးရမယ်ပူဇော်ရမယ်ယရဏ၃ပါးနဲ့တကွာတကြည်မိပါတွေအမှုကိစ္စတွေကိုဂယုစိုက်ပြီးတော့ဆောင်ရွက်ပေးရမယ်တဲ့ နောက်တကမိမိရရှိတဲ့ကုသိုလ်ဖို့ပါကကိုသူတော်ဘာတွေကိုအမြတ်ပေးဝေခြင်းပတ္တနုမောဒနာသူတော်ဘာတို့ပေးဝေသောကုသိုလ်ဖို့ကိုသာဓုခေါ်ခြင်းဓမ္မသဝနာတရားနာခြင်းဓမ္မဒေသနာတရားဟောခြင်းဒိဋ္ဌိစုကံမဖြောင်းမှန်သောအယူရှိခြင်းအဲ့ဒီလိုတရားဒီနဲ့ပြည့်စုံရင်အဲ့ဒီဟာခက်ကောင်းတယ်အဲ့ဒီတရားတွေနဲ့မပြည့်စုံကြတော့ဘူးဆိုလို့ရှိရင်အဲ့ဒီဥစ္စာခက်မကောင်းဘူးတဲ့အတ္တမိကမနုဿန္တလူတွေတရားပြတ်ပြီတဲ့ ဘယ်သူတရားပြက်လူတွေတရားပြက်တဲ့ခေတ်တဲ့အဲ့ဒီတော့လူတွေတရားမဆောင်တော့ဘူးဆိုရင်လူတွေတရားပြက်ပြီဆိုရင်ဘာဖြစ်တယ်လေတဲ့ကုသလေဩတာနေအကုသလေဥက္ကံလေကုသိုလ်တရားတွေဆုပ်ယုပ်ပြီးတော့အကုသိုလ်တရားတွေပြန့်ပွားလာပြီအဲ့ဒီလိုကုသိုလ်တရားတွေဆုပ်ယုပ်ပြီးတော့အကုသိုလ်တရားတွေပြန့်ပွားလာပြီဆိုရင်ဒေဝနာသမ္မာပဝေသတိမိုးကောင်းကောင်းမရွာတော့ဘူး မေဃပါရာပိစိတ်တန်ဒီမိုးပြတ်တယ်မိုးခေါင်းတယ်လာပြီအကျိုးဆက်တွေကတိုင်းပြည်တပြည်မှာမင်းတရားမဆောက်ဘူးတိုင်းသူပြည်သားတွေတရားမဆောက်ဘူးဆိုရင်နံပါတ်1ဘာဖြစ်လာမလို့ဆိုအကုသိုလ်တရားတွေထုံငါပြီးတော့ကုသိုလ်တရားတေကြီးကုသိုလ်တရားတွေဆုပ်ယုပ်သွားတဲ့ခစ်ဆိုရင်ဒေဝနတံပံပဝိသတိမိုးမှမမရွာဘူးတဲ့ တဏီပြောမိုးခေါင်တယ်တဏီဘဘာဖြစ်တယ်တဲ့လေဘာဖြစ်လို့မိုးခေါင်တာတော့ဆိုလူတွေကုသိုလ်တရားပြက်တယ်အကုသိုလ်တရားတွေထွန်းကားလို့အဲ့တော့ဘုန်းကြီးတို့ပြေးတတ်ရင်ဒီနေရာမှာပြောပြရစီမိုးဆိုတဲ့နေရာမှာမိုးနှစ်သားဆိုတာရှိတယ်ဘာနှစ်သားလဲမိုးနှစ်သားလေနှစ်သားနေနှစ်သားဆိုတာရှိသလားမရှိဘူးလားဘုန်းကြီးတို့ဟိုမြမသာတို့ဘာတို့ TV မှာလာနေတာကြည့်ပါလားဟို ဆရာတော်ဥဒ္ဓမသာသာကြီးဆရာတော်ဥဒ္ဓမသာသာကြီးပရိတ်လွတ်တဲ့အခါမှာကြီးပရိတ်ပရိတ်ကြီးကိုလာတဲ့အခါမှာကြီးပြဇုံနာမောနတာလေနတာဝလာဟကနဆိုပြီးတော့လေဆရာတော်ကြီးကအဲ့ဒီမှာတခါလဲနတ်တွေကိုတိုင်တယ်ပြီးတော့အမျှဝေဆူတောင်းတာအဲ့ဒါမနဲ့တိုင်းမနဲ့တိုင်းလွတ်နေတာလူတွေကုသိုလ်တရားတွေဆုပ်ယုပ်ပြီးတော့အကုသိုလ်တရားတွေထွန်းကားလာပြီးဆိုလို့ရှိရင်နတ်တွေစိတ်ဆိုးနေတယ်။ဘာတွေစိတ်ဆိုးတယ်လဲ။ နတ်တွေစိတ်ဆိုးတယ်တဲ့ကုသိုလ်တရားတွေနဲ့လူတွေပြောနေနတ်တွေပြောလို့ဒုသင်ငယ်ချင်းတွေလာတော့မယ်နတ်ပြည်ကိုလာတော့မယ်ဒုသင်ငယ်ချင်းတွေဆိုပြီးတော့နတ်တွေပြောရတယ်လေလူတွေကုသိုလ်တရားတွေမေ့နေနတ်တွေစိတ်ဆိုးတယ်အေးနတ်တွေကုသိုလ်တရားတွေမေ့လို့နတ်တွေစိတ်ဆိုးပြီဆိုလို့ရှိရင်ဒေဝနတ်တံမဘဝိတ္တိမောနတ္တကဘိုးဘောကောင်းစွာမရွာတော့ဘူး ရွာသေးရွာထိုက်သောအချိန်ခါမှာမရွာဘူးမရွာသေးမရွာထိုက်သောအချိန်ခါကာလမှာမိုးရီရွာတယ်အဲ့ဒီတော့ဘာရင်ဖြစ်လာတော့ဆိုတော့တတာနီမိလာရေးတန်းနီကောက်ပဲတင်းနံနေပြက်စီးတယ်ကောက်ပဲတင်းနံနေပါဖြစ်လေမိုးရီချိန်ကြတော့မိုးမရမိုးမရွာသေးတဲ့ချိန်ကြတော့မိုးရီရွာရွာတဲ့အခါကျတော့ဘာဖြစ်လာတော့ကောက်ပဲတင်းနံနေပြက်စီးလာတယ်ဒုဗ္ဗိကံဘဝေတ္တိ ဒုဗ္ဗေကံအစာရေစာရှားပါလာလိမ့်မယ်တဲ့အစာရေစာတွေဘာဖြစ်လာလိမ့်မယ်ရှားပါလာလိမ့်မယ်ကောင်းခင်မှာဘာဖြစ်လာတယ်လဲဆိုရင်ဝတ္တုကာမဝိယမိုးကယွာတော့မလိုလိုနဲ့စတုံဤဒီသားဤအရာလေးမျက်နာကနေပြီးတော့မေက အောက်တဟိတ်တော်မိုးသားတွေတိမ်ညိုတရေတွေဆင်ပြီးတော့တက်လာတယ် အဲ့ဒီကာမဣတိကာဟိအတပေပတ္တတနံဝိဟိအာရိနံတေမနာဘယေနအန္တောပဝေတိကောင်းဝေမှာဘယ်လိုဖြစ်လာတဲ့အရာလဲမျက်နှာကမောသားတိမ်လေးတွေတရိပ်ရိပ်နဲ့တက်လာတက်လာပြီးတော့ဘုကယုံအားတော့မလိုလိုနဲ့အမျိုးသမီးတွေကလှမ်းလာတဲ့တဘာလေးအဝိတေကိုအပြင်ထွက်ပြီးတော့ဟေးဘိုးရတော်မဟေးဘိုးရတော်မဟေးဆိုပြီးတော့တဘာလေးအဝိတေကိုကမန်းကရန်နဲ့တိမ့်ရတယ် အမျိုးသားတွေကဘာဖြစ်လဲတတကာလေးပုရိသေသူကုဋ္တလပိတကဟထေသူ အာလိပဏနာဒါယနိဂံတေသူအမျိုးသားတွေကလည်းပဲဟဲ့မိုးတောင်တွေမိုးရိပ်တွေတက်လာပြီဆိုပြီးတော့မိုးရွာတော့မယ်လာလေတဲ့ဆင်းညာတို့ဆိုပြီးတော့လေတဲ့ကိုပောက်တူးတွေသိမ်းနေနေယူပြီးတော့ထွက်သွားကြတယ်ဝဒနာကာရဓာတ္တေတဝဂိဉ္စိတ်တဝ ဝိစုလက်တာနေစာရိတ်တော်အဲ့ဒီလိုကောင်းငင်မှာမိုးရီချင်းမိုးရိပ်တဲ့တက်ပြီးတော့ယွာတော့မလို့လုံနဲ့အယောင်ပြာပြီးတော့မှမိုးဟာမယွာတော့ဘူးတဲ့နွားတဲ့လေကောင်ဟာဝှေးမဲလို့ဆောင်းပြီးတော့မှထွက်သွားတဲ့ဆိုတာဒါပါပဲမင်းကြီးဘာမှကြောက်เสียရမရှိပါဘူးအနာဂတံအာရဘဒိဋ္ဌောသူပြီးတော့ဣဒ္ဓဣဒ္ဓသူပြီးတော့ဟောဒီအိမ်မက်စီ အနာဂတံနောင်သောအခါမင်းနေတရားပြည့်လူတွေတရားပြည့်တဲ့အခါကာလမျိုးကိုအာရဗအကြောင်းပြု၍ဒိဋ္ဌောမြင်မဲ့အတ္တအိမ်မဲ့ဖြစ်ပါတယ်လို့ဘဂဝါဘုရားရှင် ကိုရောမြတ်ကပရိနိတိကောသလမဟာရာဇာပတိနိတိကောသလမြင်းမြတ်ကိုအဝါစာစုတ်ဆိုင်မရှိဟုတ်တိုင်းစွာအပြည့်ပေးတော်မူလိုက်ပါပေသတည်း ဆိုလိုက်ပါနွားနဲ့၄ခုဝေးမှုခံပြင်မဝေးရပဲရှောင်လွဲသည်မြင်အရှိအနာကိုတောင်မြောက်မှုစဉ်ချိန်တန်ပေမိုးဝေလွင်ပြောင်စဉ် နွားနယ်လေးကိုဝိမူဟံပြင်မဝေရပဲရှောင်လွဲသည်မြင်အရှိအနောက်တောင်မြောင်းမှုစင်ချိန်တံပေမိုးဝေလွင်ပြောင်းစင်မင်းရောလူရောတရားသဘောမင်းကြီး ကိုကျင့်တရားပြပြကြမည်ဥဒုဖြစ်လိုအစာတွက်ခမည်မြတ်ဖရာဖြေကြားလေတော်သည်မင်းရောလူရောတရားသဘောမင်းကြီးကိုကျင့်တရားပြပြကြမည် ဥရုဖြဲလုံးအစာတွဲခမည်မြတ်ဘရားဖြေကြားလေတော်သည်ကဲဘိသတ္တေနွားနဲ့လေးကောင်ဖွင့်မယ်ဆောင်းတဲ့အတိဘယ်ကိုဘုရားရှင်ကိုရောမြတ်ကဖြေကြားလိုက်တော့အတူချုပ်ပြောမယ်ဘိသတ္တေသာသနာတော်2000ကျော်နောက်တော်ရောက်တော့ခါသို့မင်းလက်တဲ့သိမ့်မယ်မပြတ်ပေါ်ထွန်းမှာ မင်းချင်းမင်းကျင်တရားတွေပြက်မယ်လူတွေတိုင်းပြည်မှာကိုချစ်တရားတွေပြက်ပြီဆိုရင်ဥဒုတွေဖောက်ပြန်မယ်တဲ့။ဘာတွေဖောက်ပြန်မယ်လဲလဲ။ဦးချင်းမပူဘူးအေးချင်းကိုမအေးဘူးရွာချင်းကိုမရွာဘူးမရွာချင်းကိုရွာမယ်။ဘာရှိလို့လဲအဲ့ဒါဘုန်းကြီးတို့မေတ္တာကိုချစ်တရားပြက်လို့။ဘာဖြစ်လို့လဲ။ကိုချင်းတရားတွေပြက်တဲ့ခေတ်ကိုရောက်ပြီဆိုရင် လူတွေဟာ အစာအာဟာရတွေရှားပါလာလိမ့်မယ်ဒီအတွက်မေတ္တာပါမြတ်သောမိကြီးတုံရှာပဏ္ဍာပိစရာကောစီအန္တရာယောနတ်တီတဲ့မိကြီးပါမှမစိုးရိမ်နဲ့သင်အတွက်အိမ်မဲကြောင့်ပါအန္တရာယမှမကြောက်နိုင်ဘူးဘုရားရှင်ကိုရောင်မြတ်ကအိမ်မဲရဲ့အကြောင်းကိုပြောပါတယ်